ကာဗီယေတန်ရကအာဇင်နယ်ကိုဘလောက်ထိခိုက်နစ်နာစီပြလဲအလုံးမင်းမင်္ဂလာပါအာဇင်နယ်ရဲ့အားတရတဲ့ခန်းစစ်ကစားသမားကာဗီယေတယောက်ကတော့ပြီးခဲ့တဲ့ဘရာဇီးတင်းရဲ့ခြေစံပွဲပွဲစဉ်မှာရရှိခဲ့တဲ့တန်ရကြောင့်ဇန်နဝါရီလလောက်တည်းနားယူရမယ်ဆိုပြီးတည်င်းနေထွက်နေတာဖြစ်ပါတယ်အာဒီဒါရဲ့အာဇင်နယ်တင်းကလာဗေပရီးမီယာလိပွဲစဉ်မှာလန်ဒန်ဒါဘီဖြစ်စပါးတင်းနဲ့တွေ့ရမှာဖြစ်ပြီးချန်ပီယံလိပွဲစဉ်မှာလည်းဘိုင်ယန်မြူးနစ်တင်းနဲ့ကစားဖို့ရှိနေတာကြောင့်ခန်းစစ်မှာအားတရတဲ့ကာဗီယေမပါနိုင်တာကအသေးအတွက်ထုံးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်လက်ရှိမှာဘောလုံးကျွမ်းကျင်သူတွေရဲ့တွက်ချက်မှုအရကာဗီယေမရှိချင်အာဇင်နယ်တင်းရဲ့နိုင်ငံရေးရှိမှု ုရာဂိုင်းလုံးက47ရာဂိုင်းလုံးသာရှိပြီးဂါဘီရဲ့ကစားတွေကအစင်းနေနိုင်ပွဲရာဂိုင်းလုံးက63.5ရာဂိုင်းလုံးထိမြင့်တက်လာတယ်လို့ဆိုကြပါတယ်။ဒါပြင်လက်ရှိရာသီမှာအာဆင်နယ်အသင်းကကန်စင်မာကိုမြင်မာတဲ့အသင်းသင်းဖြစ်နေပြီးဂါဘီရဲ့နဲ့ဆာလီဘာကလည်းဥရောပရဲ့အကောင်းဆုံးကန်စင်အတွဲဘက်ဖြစ်ရှိနေတာဖြစ်ပါတယ်။အခုချိန်မှာတော့ဒဏ်ရာပြဿနာကြောင့်ဂါဘီရဲ့မရှိတာကအာဆင်နယ်ရဲ့ကန်စင်ကိုတက်ရောက်မှုကြီးမားသွားနိုင်ပြီးကန်စင်ပိုင်းကလည်းဂိုးတွေပြန်ပေးနေရလို့အာဆင်နယ်ပရိသတ်တွေကစိုးရိမ်နေကြတာပါ။ဂါဘီရဲ့ကပြီးခဲ့တဲ့ရာသီမှာတကောက်ချောတန်ရာရရှိခဲ့ပြီးချန်ပီယံမျိုးလင်းချက်ကိုထိခိုက်ခဲ့မှုသလိုအာဆင်နယ်ကန်စင်မှာမ မော်စကွဲကကစားခွင့်ရရှိတဲ့တင်းကျင်းနေပေမဲ့ဂါဘရီယယ်တော့စစ်ချက်လို့တော့မရပါဘူး။နောက်ပြီးကလာဘရီယိုကလည်းဒဟန်ရနေလို့အာဆင်နယ်ရဲ့ခန်းစစ်မှာရွေးချယ်စရာပိုနေနေရလဲပဲဖြစ်ပါတယ်။ဒါကြောင့်ဇောင်းဝင်ရုံးကန်ရတဲ့အာဆင်နယ်တို့ဂါဘရီယယ်ဘလောက်အားယူအောင်မလဲဆိုတဲ့ပေါ်မူတည်ပြီးချန်ပီယံအိမ်မက်အလားလာပြေတော့ဝယ်ရှိနေရလဲပဲဖြစ်ပါတယ်။